ကြောက်ကလာလေးဒီပဲအများကြီးခွလို့ပေးရတာတော့အဲ့လိုပဲငါပြောချင်တယ်မင်းတို့အေးစေးနေနေမင်းတို့ဘောမပဲဖြစ်ဖြစ်မင်းတို့လုံးမသိပဲဖြစ်ဖြစ်မင်းတို့တံပြားပဲဖြစ်မင်းတို့ကောနေမှာပဲဖြစ်ဖြစ်ကွာနမတော်များရဲ့ဒီပဲမင်းတို့ကိုကိုွယ်တဲ့ကောရမကိုလည်းလီးပဲကွာဆဲတဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လိုက်တယ်အောင်းစရာကောင်းတာက ဒါကိုကျန်တဲ့အစ္စလာမ်ခရစ်ယာန်ဟိန္ဒူဘာသာဝင်တွေကဆဲတာမဟုတ်ပဲကိုယ့်ရဲ့ဗုဒ္ဓဘာသာဝင်ဗုဒ္ဓဘာသာဝင်ထဲကမှငါတို့ကအမျိုးဘာသာသာသနာကိုချစ်မြတ်နိုးတယ်တန်ဖိုးထားတယ်ဆောက်ရှောက်တယ်ဆိုပြီးပါဇက်ကတင်လွင်ပြောနေတဲ့ဗုဒ္ဓဘာသာဝင်လူတစ်ယောက်ကဆဲတာအောင်လို့ဆရာမကောင်းဘူးလားဗျာ ကျွန်တော်တို့နိုင်ငံမှာဘာသာတရားရဲ့တန်ဖိုးကိုပြက်လို့ရပျက်စီးကြောင်းနေယနေ့လူငယ်တွေရဲ့ရှင်ပတ်ထဲကိုစိုက်ထည့်ပေးခဲ့ကြတယ်အမျိုးသားရေးစိတ်ဓာတ်တွေကိုပြက်ပြားအောင်လဲလှုပ်ဆော်ပေးခဲ့ကြတယ်မင်းမျိုးချစ်လားမင်းမျိုးချစ်ရင်ဗုဒ္ဓဘုရားကိုမကိုးကွယ်နဲ့ဗုဒ္ဓဘုရားရှင်ကကြရားလား ကရင်လာမွန်လာချမ်းလာရခိုင်လာထင်လုံးပြောခဲ့တဲ့စကားမင်းတို့မျိုးရံအဲ့လောက်ချင်းရင်ဗုဒ္ဓဘုရားရှင်ကိုမကူခွက်နဲ့လူငယ်တွေရဲ့မျိုးချစ်စိတ်ကိုရိုက်ချိုးပြီးတော့ဖျက်ဆီးခဲ့ကြတယ်ဗုဒ္ဓဘုရားရှင်ကအိန္ဒိယတိုက်ငယ်ရဲ့ဇာသကုမာရမင်းသားတစ်ပါးပဲ အရင်ကြီးကိုးကွယ်စရာမလိုဘူးအလေးထားစရာမလိုဘူးဘုရဘာသာရဲ့တန်ဖိုးနဲ့ခုံတက်တွေကိုချိုးနှိပ်ခဲ့ကြတယ်နိုင်ငံရဲ့အရေးပါတဲ့လူတွေလူ့ဒကာရဲ့ကြီးညိုလေးစားအားထားရတဲ့လူတွေဒါပေမဲ့အဲ့ဒီလိုအရာတွေကိုအံ့ဩစရာကောင်းတာကကျွန်တော်တို့နိုင်ငံမှာတက်သည့်နားလေတဲ့အသိပညာရှင်အတတ်ပညာရှင်တွေတပုံကြီးရှိတယ်ဗျဘယ်သူမှကန့်ကွက်တာ ထောက်ပြပေးတာလမ်းမှန်ကိုတဲ့ပေးတာအချင်းတော့မရှိခဲ့ကြဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့ပညာရှင်တွေအမှုပညာရှင်ပဲဖြစ်ဖြစ်စာရေးဆရာတွေပဲဖြစ်ဖြစ်စာတက်ပေတက်တွေပဲဖြစ်ဖြစ်တချို့ယဟန်တွေတော့ပါလေအမုန်းခံရမှာအရန်ကြောက်ကြတယ်ဗျအဲ့ဒီအမားကဘာတွေဆက်ဖြစ်လာလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေရဲ့စိတ်ထဲမှာအမှန်တရားလို့ထင်ပြီးယနေ့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေဝင်နေအဓိကအာထာကိုးကွယ်ရာဖြစ်တဲ့ဗုဒ္ဓဖျားရှင်တော့အစဲဆိုခံနေရတယ်အစော်ကားခံနေရတယ် နောက်ပိတ်ဆုံးဗျာဗမာစကားရဲ့အပေါ်မှာတော့မှတိုက်ခိုက်ဝေဖန်ခဲ့ကြည့်ဥပမာမြန်မာစကားမှာ sorry ဆိုတာမရှိဘူးတောင်းပန်ပါတယ်ဆိုတဲ့မြန်မာစကားကမြန်မာတွေမျက်နှာပြတ်မှာကြောက်လို့ပြောခဲ့တဲ့စကား sorry လောက်မလေးနက်ဘူးပေါ့မြန်မာစကားမှာတောင်းပန်ပါတယ်ကိုကလမ်းသွားရင်တည်းတကူတကူတိုက်မိရင်တော့တောင်းပန်ပါတယ်ခမရအဲ့ဒီတက်ပို့ပြီးလေးလေးနက်နက်ဆိုလို့ရှိရင်ကတော့ကတော့လို့ပြောတဲ့စကားတွေ ရှိတာအများကြီးပဲလေဗျ။အမေမရေရကြက်ချီချီစာဖေတွေကောယဉ်ကျေးမှုတွေကောဘာသာတရားတွေကောအမျိုးသားရေးစိတ်ဓာတ်တွေကောကိုတော်တော်များများကို လူငယ်တွေရဲ့အရင်ထဲမှာမရှိလောက်အောင်ကိုရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်ရေရကြက်ချီချီနဲ့ဒီနေ့အဲ့ဒီလိုစကားအသံတွေအဲ့ဒီလို အပြုတ်မှုတွေကြောင့်ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့လူငယ်တွေမှာဘာသာတရားရဲ့တံပိုးကိုအလေးမထားတော့ဘူးလူချစ်စိတ်ဆိုတာဘာမှမသိတော့ဘူး မြန်မာစာဆိုတာဘာမှမသိတော့ဘူးရရင်နဲ့ကြားရမယ့်ဟာကိုရပင်းနဲ့ကြားတဲ့လူကကြားလိုက်တာရှိတယ်အရန်ဝမ်းနေစရာကောင်းတယ်နော်တားရီကိုဘသူတွေကပြောလဲဆိုရင်နိုင်ငံရဲ့အထင်ကရကြော်စောထင်ရှားတဲ့လူတွေကိုနိုင်ကိုကဒီလူတွေပြောလာတော့ဒီနိုင်ငံမှာဒီလူတွေကိုစံနမှုထအတူယူလေးစားအားကြရတဲ့လူတွေရဲ့စိတ်ထဲကိုရောက်သွားတော့ဘာတွေဖြစ်ကုန်လဲဆိုရင်ပုဂ္ဂိုလ်ကွယ်ပြီးအရေးကိုရန်သူတွေထင်လာကြကုန်တယ်အစိုးဆုံးကကျွန်တော်တို့နိုင်ငံမှာအမှန်တရားကိုအမှန်တရားလို့မပြောရတဲ့လူက80ရာခိုင်နှုန်းလောက်ရှိတယ် အဲ့ဒီတဲမှာနုပညာရှင်တွေပါတယ်စာတတ်ပေတတ်တွေပါတယ်တချို့ဆိုယဟန်နေတော့ပါသေးတယ်ဗျမတရားကိုပြောဖို့ကျွန်တော်တို့နိုင်ငံမှာပါကြောင့်ဝင်လေးနေကြတာလေဒီကနေ့အမျိုးဘာသာသာသနာကိုကာကွယ်ပါမယ်စောက်ရှောက်ပါတယ်လေးစားပါတယ်ဆိုတော့လူတယောက်ကမင်းတို့ကိုးကွယ်တဲ့အလေးနက်ထားတဲ့ကောရမကူလေလီးလေဆိုတဲ့အခါကကျွန်တော်ရင်ကိုအယံဝနာစီတယ်ဗျကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်တော့လေတော်တော်လေးကိုရင်သေးမိတယ်နော်ဒီလိုစကားတွေကိုပြောတာကဘာသာကြားတွေမဟုတ် ော်တို့ရဲ့ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်တယ်။ဒါကြောင့်ဒီလို လူတွေကိုကျွန်တော်တို့စန့်ကျင်ဖို့လိုတယ်။လူဟာမှားသိတဲ့အမှားနဲ့မမှားသိတဲ့အမှားမျိုးရှိတယ်။မမှားသိတဲ့အမှားကိုရေရွက်ချက်ရှိရှိနဲ့မှားလာပြီဆိုရင်အဲ့ဒီလူမျိုးကိုကျွန်တော်တို့လူပတ်ဝန်းကျင်မှာမထားသင့်ဘူး။လူပတ်ဝန်းကျင်ကအဝေးဆုံးကိုတွန်းလှန်တိုက်ထုတ်ဖို့လိုအပ်တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ပုံညာလင်းဖြစ်ပါတယ်။